เนาะဒီမင်းအောင်လှိုင်စစ်အုပ်စုဟာအရန်ကိုစိုးညစ်တယ်အရန်ကိုကြောက်စရာကောင်းတယ်အဲလူတပ်သမားတွေစိတ်ရာဇဝတ်ကောင်းတယ်ဆိုတာဟိုတရုတ်အနေနဲ့မသိရတော့မဟုတ်ဘူးတရုတ်ဒီအာဏာပိုင်တွေကိုပြောလိုတာပေါ့เนาะဟောကျွန်တော်တို့တွန်လှိုင်းအင်အားစုတွေကဘဝအရဖိနှိပ်ခံနေရလို့တော်လှန်တာအမေရိကန်လိုလားနေလို့လည်းမဟုတ်ဘူးဥရောပလိုလားနေလို့လည်းမဟုတ်ဘူးဘယ်အနောက်အုပ်စုမှာလိုလားနေလို့မဟုတ်ဘူးကျွန်တော်တို့နေလူတွေနေတိုင်းတည်နေရလို့ကျွန်တော်တို့လူတွေနေတိုင်းတတ်ခံနေရလို့ကျွန်တော်တို့ကမခံမရနိုင်လို့မင်းစိုးမင်းညစ်ကိုတော်လှန်နေရပါ ျွန်တော်တို့အဲ့လိုမျိုးပြောနေတာဒါလည်းသူတို့မသိတာတော့မဟုတ်ပါဘူး။အဲ့ဒီအဟာဟိုတွေကလည်းတာဝန်ကျေထားတဲ့ debt ကိုပို့သွားပြီ။သူတို့လည်း1.2စပန်းအဲ part 1 part 2ဆိုတဲ့စစ်စင်ရေးနှစ်ခုနဲ့စစ်ကောင်စီတက်တွေကိုအပြတ်အသတ်ချိန်မုံပြီးတော့မြို့တွေကိုတောင်တင်ပြနိုင်ခဲ့ပြီးသွားပြီ။ အဲ့တော့ကျွန်တော်တို့ဒီမြေပြန့်ဒေတာမှာရှိတဲ့တော်လိုင်းအင်အားစုတွေအနေနဲ့လည်းအကုန်လုံးညီညွတ်ညွတ်စုစည်းပြီးတော့မှအာကိုလှုပ်ရမယ့်အလုပ်ကိုကိုလှည့်ကြလာတဲ့အခါမှာကိုဟိုပြည့်ပြတ်သားသားလှုပ်ဆောင်ဖို့လိုတယ်ဒါကတစ်ဖက်မှာကြည့်တော့အခက်ခဲလို့မြင်မိမယ်တကယ်တမ်းကြည့်လို့ရှင်ဒါအခွင့်အရေးတစ်ခုလို့ကျွန်တော်ကသုံးသပ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲဒီမှာပေါ့နော်ဒီဒေတာဒေတာမှာဒီရှိနေတဲ့ဒီဒေတာမှာရှိနေတဲ့ ပီအက်စ်အယ်လ်တီရဲ့အနေပေါ့နော်အဖွဲ့အစည်းကဖွဲ့ဖွင့်လှစ်ထားတဲ့နိုင်ငံရေးသိပ္ပံအကြောင်းနေနိုင်ငံရေးဒီနိုင်ငံရေးတည်နှံအကြောင်းနေ ဌာနဆိုင်ရာဝန်ထမ်းတွေအတွက်မွမ်းမံတင်နန်းတွေအလုပ်တင်တင်နန်းတွေအဲ့လိုတင်နန်းတွေမှာလည်းကျွန်တော်တို့ကတက်ဆိုင်ရာဘာသာရေးအလိုက်ကိုကျွန်တော်တို့ကတင် जा ပို့ချပေးတာမျိုးကြီးရှိတယ်အဲပြီးလို့ရှိရင်ဒီလူလူမှုဖွံ့ဖြိုးတိုးတက်ရေးအပိုင်းပေါ့နော်ဒီလိုဟို CSO တွေပေါ့ဒီ data gun CSO တွေကနေပြီးတော့ဖွင့်အဲတီထောင်ဖွင့်လှစ်ထားတဲ့တင်နန်းကျောင်းတွေမှာလည်းကျွန်တော်တို့ပါဝင်အဲပြီးတော့တင်နန်းပို့ချတာတွေရှိတယ်အဲ့ဒီလိုဖွဲ့စည်းနေပူးတွဲပြီးတော့လည်းကျွန်တော်တို့ကအာဒီ workshop တွေ seminar တွေကျွန်တော်တို့အဲ့လို panel discussion တွေမှာအာဆွေးနွေးပြောဆိုတာရှိတယ် ဲ့ဒီဒီနီဒေတာမဟုတ်ပဲနဲ့အခြားအညာဒေတာမှာရှိနေတဲ့တပ်ဖွဲ့ဝင်တွေအတွက်လည်းပဲကျွန်တော်တို့ကအာဒီအတပ်ဖွဲ့ထဲမှာရှိနေတဲ့ရဲဘော်တွေဒီအတွက်နိုင်ငံရေးတင်နန်းပေးတာမျိုးတွေနိုင်ငံရေးစွန့်ဝေးပွဲတွေလုပ်ပေးတာမျိုးတွေတောက်လျှောက်ရှိပါတယ်ဘိုးတနင်းသာရီကနေဒီမှာဒီစကိုင်းတိုင်းထိကျွန်တော်တို့ရှိသမျှနိုင်ငံအင်အားစုတွန်လိုင်းအင်အားစုအကုန်လုံးနဲ့ကျွန်တော်ပူးတွဲပြီးမှဒီပါတီအနေနဲ့ဆောင်ရွက်တာမျိုးတွေ လေရှိပါတယ်ပြီးတော့ပါတီကအာဒီအဆင်ပြေတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အာဘော်တွေကိုကျွန်တော်တို့ကဖြန့်ချီတဲ့အဲသဘောမျိုးနဲ့ဆိုရှယ်ဒီမိုကရက်စာစင်တွေကိုထုတ်ဝေတာမျိုးဟိုလောက်တာမျိုးတွေရှိတယ်ပြီးတော့ဒီစစ်ဆောင်ပြည်သူတွေအတွက်စစ်ဆောင်ပြည်သူတွေတော့ဆိုဟိုမိုးမိတ်စစ်ဆောင်ပြည်သူတွေပြီးလို့ရှိရင်အခုတပိတ်ချင်းစစ်ဆောင်ပြည်သူတွေအဲနောက်ပြီးတော့စင်ကူးဘက်မှာဒီမြေငလင်တုံးကအထိကိုက်တန်ရရသွားတဲ့စစ်ဆောင်ပြည်သူတွေသူတို့တွေအတွက်ကိုကျွန်တော်တို့ပါတီအနေနဲ့ကတော့ social justice center ဆိုပြီးတော့ဖွင့်ခွင့်လှစ်ပြီးတော့ လူမှုအထောက်အကူပြုတဲ့ဒီလူသားချင်းစာနာတဲ့အထောက်အကူပေးတာမျိုးတွေလည်းလုပ်ပါတယ်ဗျာမိုးကုတ်နဲ့မိုးမိတ်ကိုဟိုစစ်ကောင်စီကပြန်တောင်းတယ်ဆိုရဲအာအဓိကပြဿနာကကြတော့ဒီဒီတောင်းဒေတာပေါ့နော်တောင်းပြည်နဲ့ဒီဗမာပြည်ပေါ့ကျွန်တော်တို့ဒီမြေပြန့်ဒေတာနဲ့ဆက်ဆက်နေတဲ့ဒီမဟာပြူကအချက်ချာကြတဲ့နေရာတွေကိုသူတို့ကပြန်ပြီးတော့မှအာတိမ့်ပိုက်ထားခြင်းတဲ့သဘောမျိုးဖြစ်အဲ့တော့ ဒီနေရာကိုဖျက်တောက်လိုက်ပြီဆိုလို့ရှိရင်အအဓိက MD1 PDF စိုးမှုတဲ့နေမြေတွေပြီးလို့ရှိရင်မိုးကုတ်ဗျူဟာအပြီးလို့ရှိရင်အမြေပြောင်းမှာရှိတဲ့အညာမှာရှိနေတဲ့တော်လိုင်းအင်အားစုတွေအကုန်လုံးစိုးမှုတဲ့နေမြေတွေကိုကျွန်တော်တို့ဒီလိုမျိုးဖျက်တောက်လိုက်တာဖျက်တောက်လိုက်တာဆိုတော့တောင်တန်းဒေသနဲ့ဆက်ဆက်မှုကိုဖျက်တောက်လိုက်တာဖျက်တောက်ပြီးတော့အဲ့ဒီဒေသတွေကိုပို့ပြီးတော့မှစစ်ရေးအရာထိုးစစ်ဆင်မဲ့ဖိအားပေးမယ်ဆိုတဲ့အကြံဉာဏ်နဲ့လှုပ်ဆောင်တယ်လို့ကျွန်တော်ကမြင်တယ်ပေါ့ PSLD အနေနဲ့ပြန်ပြီးတော့ဆုတ်လိုက်တယ်ဆိုလို့ရှိရင်ဒီဒေတာကိုပြန်ဆုတ်လိုက်တယ်ဆိုရင်တေချာပေါက်အညာဒေတာမှာမန္တလေးတိုင်းပေါ့ပြင်ဦးလွင်ခရိုင်ပေါ့အဲ့လိုနေရာမျိုးတွေမှာပြင်းထန်တဲ့ထိုးစစ်တွေအဲကျစ်လာလိုက်မယ်တိုက်ပွဲတွေကတိုက်ပွဲကြီးတိုက်ပွဲငယ်အကြီးအကျယ်အဲဖြစ်လာလိုက်မယ်လို့ကျွန်တော်မြင်တယ်အဲအခုပြီးခဲ့တဲ့ရက်ကပဲအဲဒီစင်ကူးနဲ့ကြောင်မြောင်းနဲ့အဲထိုးထားတဲ့တရားလဲကျိုးသွားပြီဆိုတဲ့အခါကျတော့ဟာဒါဒါအစပဲရှိသေးရေပေါ့နော်ဒီအစမှနေဒီလို့ ဟိုဖြစ်နေပြီဆိုရင်တေချာဖောက်ရှစ်ဆက်ပြီးတော့တိုက်ပွဲတွေကတော့ပုံမှန်ပြင်းထန်လာမှာပဲ။ဒါကြောင့်ကျွန်တော်တို့လေးလာမိသလောက်လည်းအခုသူကစင်ကူးတပိတ်ချင်းမြို့နယ်တွေကိုနေ့စဉ်နေ့တိုင်းဘုံကျဲတိုက်ခိုက်နေတယ်။ဘုံကျဲတိုက်ခိုက်တဲ့အခါမှာဒီ Jet Fighter တွေတနေ့တနေ့ကိုအချိန်အဲ6ချိန်9ချိန်10ချိန်10ချိန်အဲ့လိုပုံစံမျိုးတွေထိတောင်မှလာပြီးထိုးစစ်စင်တာတွေရှိနေတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့စင်ကူးတပိတ်ချင်း ပြီးလို့ရှိရင်ဟိုသူအောက်ဘက်ကမတရားပေါ့နော်လက်ပံလအဲ့လိုနေရာမျိုးတွေအကုန်လုံးကိုစစ်တပ်ကပြန်လဲစုံမုတ်ထိန်းချုပ်ဖို့စ조사နေမှာပဲအဲ့ဒီဟာကိုလည်းဒီဘက်ကလည်းအပြင်းထန်ခုခံကာကွယ်ရမယ်အခြေအနေကိုရောက်သွားပြီလို့ကျွန်တော်မြင်တယ်ဒါကလည်းအဖွဲ့အစည်းအားလုံးဟိုညီညီညွတ်ညွတ်နဲ့စုပေါင်းကာကွယ်မယ်လို့ကျွန်တော်သဘောထားထုတ်ပြန်ထားတာကိုလည်းတွေ့ရတဲ့အတွက်ကြောင့်မလို့မကြခင်မှာတော့အဲ့ဒီဒေတာဟာ အပြင်းထန်ထိုးစစ်ဆင်လာကိုကြုံလာရနိုင်တယ်အပြင်းထန်စီရေးလှုပ်ရှားမှုတွေဖြစ်ပွားလာနိုင်တဲ့အခြေအနေတခုလို့သုံးသပ်တယ်မြစ်ရဲ့ဟိုဘက်ကမ်းမှာရှိတဲ့ဒါသခိုင်းတိုင်းပေါ့နော်ဟိုဝက်လက်မြို့နယ်ရှုဖို့ခရိုင်ဆရှိပြဒီဘက်တွေလည်းပဲထိုးစစ်တွေကတောက်လျှောက်ရှိနေတာပဲဆိုတော့ဟိုနှစ်ဖက်စလုံးမြစ်မြစ်ရဲ့ပေါ့နော်ရှေ့ဘက်နဲ့နောက်ဘက်အဲမြစ်ရဲ့နန်းဘေးနန်းနှစ်ဖက်စလုံးမှာအာဒီ AOD မြစ်ရဲ့ဘေးနန်းနှစ်ဖက်စလုံးမှာအာပြင်းထန်တဲ့တိုက်ပွဲတွေထိုးစစ်တွေကျွန်တော်တို့ဟိုကြုံလာရမယ်လို့ ကျွန်တော်ယူဆပါတယ်သုံးသက်ပါတယ်ခင်ဗျာအခုဒီဆွေးနွေးပွဲကရက်လက်အနေနဲ့ကတော့မိုးကုန်းနဲ့မိုးမိတ်ကိုပြန်လွှဲအပ်ပေးမယ်ဆိုပြီးတော့ဟိုဟိုတရားစာချုပ်ချုပ်လိုက်ရတယ်ပေါ့နော်ဟောဒီဖိအားတွေမျိုးစုံအကြောင်းမလို့ဟိုဒီလိုမျိုးလက်လွတ်လိုက်ရတယ်အဲ့ဒီနှစ်ခုရှိတယ်ပေါ့ တော့ဒီမှာကျွန်တော်တို့ကကြံတဲ့နေရာလေးဟိုကြံတယ်ဗောကြံတဲ့နေရာကြံတယ်ဆိုတော့ဟိုတိုပီနေဇက်နမ်ခန်းကနေပြီးမှအာဒီနမ်ဆမ်မန်တုံနမ်တူဟိုအစာရှိပြီးကုတ်ခိုင်အဲပြီးတော့ဒီမိုင်းလုံးမိုင်းငော့ဟိုဒီလိုဒေတာရင်ဟိုကြံတယ်အဲ့ဒေတာတွေမှာ ပြန်လည်ပြီးတော့ဟိုအင်အားဖြည့်တင်းဖို့ပြီးလို့ရှိရင်ပြန်လည်ပြီးမှစီရေးအာဒါကဟိုဗောဟိုစစ်ပင်မစစ်ပန်းနေတာဗောနော်စစ်ပန်းနေဆိုတဲ့အခြေအနေတခုလည်းပဲဒါတောက်လျှောက်ကြုံတွေ့ရတယ်။ဘာလို့ဆိုဟိုရင်တော့ PSLD ရဲ့အနေနဲ့ RCSS SSA နဲ့တိုက်ပွဲတွေဖြစ်ခဲ့ပြီးမှာအာမနာရသေးပဲနဲ့အဲဆက်ကဆနဲ့ကုန်းတာတိုက်ပွဲဆက်ပြီးတော့တောက်လျှောက်ကို1392ကုန်းစစ်စင်ရေး part 1 part 2ဆိုပြီးတိုက်ခဲ့ရတာဆိုတော့အရန်ကိုဒါအာကြာနေပြီပေါ့စစ်စစ်ညောင်းကြာရှည်နေပြီပေါ့စစ်ညောင်းကြာရှည်နေတဲ့အခြေအနေတခုမှာအာကျွန်တော်တို့ကနေဒါအာပြန်ပြီးတော့တိဆောက်ရေးတွေလုပ်ဖို့လည်းလိုတယ်အဲပြန်တိဆောက်ရေးတွေလုပ်ဖို့လည်းလိုတယ်လို့မြင်နေပါတော့။ဘာလို့လဲဆိုတော့ဒေတာကံပြည်သူလူတို့အတွက်ကလည်းအရန်ပင်ပန်းတယ် စစ်တိုက်တယ်ဆိုတာက စစ်သားတွေပဲပြင်ပန်းနေလို့မြင်လို့မရဘူးပေါ့စစ်သားဆိုတာကဒေသခံပြည်သူရဲ့ပံ့ပိုးမှုကြောင့်အရှိမအလုပ်လုပ်ရတာဒေသခံပြည်သူကနောက်ကနေမှစားရေးတောက်ရေးအကုန်လုံးကိုစစ်သားဆိုတာလစာရတဲ့လူတွေမှမဟုတ်တာအိမ်ကနေပြီးတော့ထောက်ပံ့တဲ့ငွေနဲ့ဟိုကရှေ့မှာ run နေရတာဆိုတော့မိသားစုတွေကလည်းခက်ခဲအများကြီးကြုံနေရပါတော့စိုးတာကကုံသွင်းလမ်းကြောင်းတွေအကုန်ပိတ်ဆို့ခံထားရတယ်ဖြတ်ငါးပြန်းနဲ့ကျွန်တော်ရင်ဆိုင်နေရတဲ့အခြေအနေပေါ့အဲ့ဒီရင်ဆိုင်နေရတဲ့အခြေအနေမှာအပြင်ကိုထွက်ပြီးတော့လည်းအလုပ်လုပ်လို့မရဘူး ဟိုလူငယ်လူရွယ်ဆိုတော့တမျိုးပေါ့နော်တက်ကြီးရွယ်ဦးတွေဆိုတော့ဒုက္ခရောက်တယ်ပြီးလို့ရှင်ဒီဒီကဒီဒေတာထွက်ကုန်ဖြစ်တဲ့လက်ဖက်6ကိုလည်းအဲပြီမောက်တော့ရောင်းမှုဆိုတာလည်းပဲအဲလောလောဆယ်အဆင်မပြေတဲ့အနေအထားတစ်ခုရှိရယ်ဘာကြောင့်လဲဆိုတော့ဟိုဒေတာခံပြည်သူကတော့သူ့တူးချင်းအနေနဲ့မရောင်းနိုင်ဘူးဒီစီးပွားရေးကုမ္ပဏီတွေဆိုတော့မပြောတတ်ဘူးပေါ့နော်ဒါတွေကတော့သူတို့ကပုံမှန်လေပတ်နေတဲ့လုပ်ငန်းတွေအဲ့တော့ဒီအများစုကဆင်းရဲကြတယ်တောင်ပေါ်နေတဲ့ပြည်သူတွေကအများစုကအခက်အခဲကြုံကြတယ်အဲ့တော့ဒီလိုပြည်သူတွေအတွက်ပြန်လည်ဖွံ့ဖြိုးတိဆောက်ရေးလုပ်ဖို့အရာ အချိန်ယူတဲ့သဘောမျိုးဟိုဒါပါမယ်ဒါတစ်ချက်ကျွန်တော်မြင်တာပေါ့ပြီးတော့ဒီတက်ကိုပေါ့ပြန်လဲတိဆောက်ဖို့အချိန်ယူတာလည်းပါမယ်အဲဒီတော်လိုင်းကြီးကတော့ပြီးသွားတာမဟုတ်ဘူးတော်လိုင်းကြီးကကျွန်တော်အမြင်ပြောပြောနေတဲ့စကားလို့မတင်မချင်းလုံးဟမှာပဲအဲ့တော့တော်လိုင်းကြီးဆက်လုပ်မယ်ဆိုလို့ရှိရင်တော့ဟိုခုဇက်တိုက်စစ်တိုက်ပြီးတော့ဟိုဒီလိုမျိုးအင်အားပြုံးတင်းနေရတဲ့စာရင်အင်အားကိုခြွေတာပြီးတော့မှအရှိန်ယူတဲ့သဘောမျိုးနောက်ကိုခြေတလန်းနှလန်းဆုတ်ပြီးတော့မှ အဲကျွန်တော်တို့ပြင်ဆင်တဲ့သဘောမျိုးလေတွားရလိမ့်မယ်လို့ဒါကသုံးသက်တယ်ကျွန်တော်အဲ့လိုယူဆသုံးသက်တယ်အဲ့တော့ကျွန်တော်သုံးသက်ချက်အတိုင်းအဖြစ်ချင်းလည်းဖြစ်လိမ့်မယ်အဲဒီဘက်ကဒီတာဝန်ရှိတဲ့လူတွေ PSL တရားနဲ့ဒီကောင်းဆောင်တွေလည်းအဲသူတို့တနည်းတစ်ပုံစဉ်းစားလိမ့်မယ်စဉ်းစားပြီးတော့အခုလိုအခြေအနေမျိုးဟိုလက်ခံလိုက်ရတာအဖြစ်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဘာလို့ဆိုတော့ပြန်လည်တိဆောက်ရမယ့်အချိန်တွေကအယူရမယ်အချိန်နေနဲ့အချိန်ခါအရဆိုလို့ရှိရင်ကျွန်တော်တို့မျက်ရည်ကျခဲ့တဲ့အချိန်တွေသူဆက်တန်ယူဖြစ်ခဲ့တဲ့အချိန်တွေ ဒီရှိသလိုပြန်လဲကုစားရမယ့်အချိန်တွေလည်းရှိရလို့ဟိုကျွန်တော်မြင်ပါတယ်ဗျဟုတ်အ PDF ဒီအတွက်ကအာဘီဂျင်နန်ဂျက်ဆိုတော့ရှိတယ်အခြေအနေကတော့ရှိရပါတော့။အာ IA ကိုလည်းအပြစ်ရက်လိုက်တယ် IA တို့အနေနဲ့ကတော့ဟိုဖတ်မှာပေါ့နော်။ဟိုတိုက်ပွဲတွေမဖော်တော့ဘူးတိုက်ပွဲတွေမစင်တော့ဘဲနဲ့အဲသူ့ဒေတာမှာသူအေးစစ်စစ်ပြန်လည်တိဆောက်ရေးလောက်ရမယ်ဆိုပြီးတော့တွေးလိုက်လေဆိုလို့ရှိရင် PDF ဒီကပို့ပြီးဘီဂျင်နန်ဂျက်အာဖြစ်တယ်လို့ထင်ကောင်းထင်စရာပေါ့ ါပေမဲ့လည်းပဲအဲကိုဒေတာလွတ်မြောက်ရေးကိုကိုရရုံးရမှာပဲနော်ဟိုထိုဘက်ဒေတာမှာအီအာအိုနဲ့စစ်တပ်ထိုးစစ်ဆင်တဲ့ကိစ္စကတက္ကနာအသူဒေတာနဲ့သူထိုးစစ်ဆင်တဲ့ကဏ္ဍတက္ကနာအကိုဒေတာမှာစစ်တပ်ကထိုးစစ်ဆင်နေမှာအလှကြည့်နေမှာမဟုတ်ဘူးလာထိုးမှာပဲအဲ့တော့ဒါကိုကိုကပြုတ်တင်ပြင်ဆင်ထားရမှာကိုကိုတိုင်းအထုတ်ပြီးမှရုံးကန်ပြီးတော့မှတိုက်ပွဲဝင်ရမှာတက္ကနာအဲ့တော့ဟိုအဓိကကတော့ဒီဘက်မဟာမိတ်ကဖိနေတဲ့အချိန်မှာကိုကဘာမှမလုပ်ဘဲဟိုဘက်မဟာမိတ်က ဟိုကဘာမှမလုပ်တဲ့အချိန်မှာကိုကအဖိတ်ခံရတယ်ဆိုပြီးတစ်ဖက်နဲ့တစ်ဖက်ဒါကျွန်တော်အပြစ်တင်နေရတယ်ဆိုပြီးတော့ဒီနီလန်းကလွဲမှားတယ်ပေါ့နော်။ဟောဒီဒီဒီဟာအလုံးမဖြစ်ဘူးပေါ့။ကျွန်တော်တို့ကဒါတာဝန်ကျလာပြီးအဲတာဝန်ကကျလာပြီးဆိုတော့ကအခုကိုကိုအလဲရောက်လာပြီးဆိုကိုအလဲကြရင်ကိုကမနှဲ့ကြစတန်းဆိုတဲ့ပုံစံမျိုးနဲ့တိုက်ပွဲဝင်ရမှာပုံဖော်ရမှာပဲ။အဲစီရေးပုံဖော်ရမှာပဲ။အာကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ရအောင်သွားမှာပဲ။အဲ့တော့ဒါတစ်ဖက်မှာကြည့်ရတော့လေ ဘေးကျန်နေချက်လို့မြင်မြင်ကျင်စရာဖြစ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒါ opportunity တစ်ခုပဲဒါကအခွင့်အလမ်းတစ်ခုပဲအခွင့်အလမ်းတကားတစ်ခုပွင့်လာပြီကျွန်တော်တို့ကိုယ်တိုင်ကကို့ data လွတ်မြောက်ရွတ်အတွက်ကိုကိုယ်တိုင်ရုံးကန်တိုက်ပွဲဝင်ရမယ်လို့ဒီ PDF တွေတနည်းအားဖြင့်ပြောလို့ရှိရင်မြေပြတ်မှာရှိရဲ့ຫນွေဦးတော်လှန်ရေး လက်နက်ခိုင်အင်အားစုတွေကအဲ့လိုယူဆဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်။အော်အီယာဟာဝတွေကလည်းတာဝန်ကျေထားတဲ့ deck ကိုပို့သွားပြီးသူတို့လည်း1 2စပန်းအဲ part 1 part 2ဆိုတဲ့စစ်စင်ရေးနှစ်ခုနဲ့စစ်ကောင်စီတပ်တွေကိုအပြတ်အသတ်ချိန်မုံပြီးတော့မြို့တွေကိုတောင်တင်ပြနိုင်ခဲ့ပြီးသွားပြီ။ အဲ့တော့ကျွန်တော်တို့ဒီမြေပြန့်ဒေတာမှာရှိတဲ့တွန်လိုင်းအင်အားစုတွေအနေနဲ့လည်းအကုန်လုံးညီညွတ်ညွတ်စုစည်းပြီးတော့မှအာကိုလှုပ်ရမယ့်အလုပ်ကိုကိုလှည့်ကြလာတဲ့အခါမှာကိုဟိုပြည့်ပြတ်သားသားလှုပ်ဆောင်ဖို့လိုတယ်ဒါကတစ်ဖက်မှာကြည့်တော့အခက်ခဲလို့မြင်မိမယ်တကယ်တမ်းကြည့်လို့ရှိရင်ဒါအခွင့်အရေးတစ်ခုလို့ကျွန်တော်ကသုံးသပ်ပါတယ်ခင်ဗျတရုတ်ကအိနီနာချင်းတရုတ်နိုင်ငံအနေနဲ့ကကျွန်တော်တို့ဒီဖြစ်နေတယ်ပေါ့တွန်လိုင်းရေးမှာအင်အားစုဘက်နှစ်ဖက်ပေါ့ စစ်အာဏာရှင်ဘက်နဲ့ကျွန်တော်တွန်လိုင်းအင်အားစုဘက်ကိုအခုကကတဲဝိုက်မနေတော့ပြန်ထိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်ထိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်လဲဆိုတော့တရုတ်နိုင်ငံရဲ့အင်ဂျင်နီယာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားမြန်မာနိုင်ငံမှာယင်းနှိမ့်နှံမှုအများဆုံးဖြစ်တယ်။ပြီးတော့သူတို့ရဲ့မဟာဗျူဟာအရဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်တို့နိုင်ငံကိုဖျက်ကျော်ပြီးမှတရုတ်ရဲ့ gas pipeline ၊ရေနံ pipeline ပြီးလို့ရှိရင်ကားလမ်းရထားလမ်းစီမံကိန်းပြီးလို့ရှိရင်ဒီ OBOR တစ်ခုလုံးပေါ့နော်ကျွန်တော်တို့နိုင်ငံအစိတ်ပိုင်းတစ်ခုအနေနဲ့ပါဝင်နေတယ် one but one row ရဲ့အစိတ်ပိုင်းတစ်ခုတွေနဲ့အရေးပါတဲ့အခြေအနေမှာပါဝင်နေတယ်အဲ့တော့အရေးပါတဲ့အခြေအနေတစ်ခုလည်းရှိတယ်ပြီးတော့ကျွန်တော်တို့တည်ရန်ဇာတဒီတည်ရန်ဇာတတွေကိုလည်းသူတို့အနေနဲ့ထိ ंछ ုတ်လို့လဲဒီတည်ရန်ဇာတဟာဈေးပေါပေါနဲ့ရမယ်ဆိုလို့ရှိရင်သူတို့ရဲ့အတွက်ကအကျိုးမြတ်တွေအများကြီးရှိတယ်ကျွန်တော်တို့ရှိမှာတော့ဘာမှမလုပ်တတ်တဲ့ကုန်ကျန်းပေါ့သူတို့ရှိမှာဒါကိုပြန်လဲထုတ်လုပ်နိုင်လို့ရှိရင်လက်နက်ကအထိအစလုံးလို့ရတယ်ပေါ့နော်သူကနိုင်ငံတကာကိုရောင်းချနိုင်တဲ့ဈေးကွက်ထဲမှာသူတို့တန်ဖိုးကြည့်တဲ့ပစ္စည်းကိရိယာတွေအကုန်လုံးထုတ်လုပ်နိုင်တယ်အာကာသသိပ္ပံအထိကိုသူတို့က အများကြီးသုံးချနိုင်တယ်။ဆိုတော့ဒီအရာတွေကိုလက်မလွတ်ချင်တဲ့အခါကျတော့ဒီနိုင်ငံကဒီ ERO တွေနဲ့တော်ဒီဟွာတွေပေါ့စစ်ကောင်စီကြားတဲ့ပြိပက္ခကြားမှာအာဝင်ရောက်ပြီးတော့ချဲ့လဲမှာပဲဝင်ရောက်ပြီးတော့ဆွတ်ဖက်မှာပဲဒီသဘောတရားကတော့ရိုးရှင်းတယ်ဒါကတရုတ်ကကျွန်တော်တို့နဲ့အနည်းဆုံးအိမ်နီးနားချင်းနိုင်ငံအင်အားကြီးနိုင်ငံဖြစ်နေတယ်အခြားနိုင်ငံတွေကလည်းဒီလိုသဘောထားကျွန်တော်တို့မှာရှိတယ်ကျွန်တော်တို့ရဲ့ပြဿနာကဘာလဲဆိုတော့အင်အားနေတယ်စီမစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနောက်ကျတယ် အဲတိုင်းပြည်ရာစီယုံညီညွတ်မှုမရှိဘဲနဲ့အင်အားမရှိဘူးဖြိုဖျဲဖြစ်နေတယ်အာတိုက်ပွဲတွေဒလဇက်ဒီပြိပခါတွေလက်နက်ကင်ပြိပခါတွေအမြောက်အများဖြစ်နေတယ်ဒီလိုအခြေအနေမျိုးမှာအာဒီလိုမျိုးပါဝင်လာတာကတော့စမ်းကြယ်တဲ့အရာတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့အဲကျွန်တော်တို့ကျွန်တော်တို့ကဒီဟာဘယ်လိုလုပ်ရမလဲဆိုတော့အာဒီဒီကိစ္စဟိုဘောနော်တကယ့်ရဲ့ဖိအားကိုကျွန်တော်တို့ကဘလို့ရှောင်လွဲရမလဲအဖေအားကိုကျွန်တော်တို့ကရှောင်လွဲဖို့လိုတယ်ဗျာဖေအားကတော့ကျွန်တော်တို့ရှောင်လွဲဖို့လိုတယ်ဟိုဆက်ဆံကြီးကိုဖျက်တောက်ဖို့ပြောတာမဟုတ်ဘူး တရုတ်နဲ့ဆက်ဆံရေးရတော့မလွဲတာမရှောင်တာအင်းနီနာချင်းဖြစ်တော့တူတစ်ဖက်အပြန်လှန်ဆက်ဆံရေးတော့ရှိရမှာပဲသို့တော်လည်းဆက်ဆံရေးမှာကျွန်တော်တို့ကအားကိုးတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘဲနဲ့မိခိုးတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘဲနဲ့သူတို့လည်း independent ကျွန်တော်လည်း independent เนาะကျွန်တော်တို့နဲ့သူတို့နဲ့အပြန်လှန်နောက်ဆုံးအပြန်လှန် interdependent ကျွန်တော်အပြန်လှန်ကူညီရေးဒီလောက်ပဲသွားတင်တယ်လုံးဝကျွန်တော် dependent ဖြစ်နေတယ်အရင်မိခိုလွန်အားကြီးနေတယ်ဆိုရှင်အဲကျွန်တော်ကြုံရမှာပဲဒီလိုမျိုးဖိအားတွေကြုံရမှာမင်း online ဘက်ကလည်းကြုံရမှာပဲ ဒီလိုတွန်လှိုင်းအင်အားစုဘက်ကလည်းကြုံရမှာပဲတရုတ်ကိုတအားကြီးမိခိုတာမျိုးကကျွန်တော်တို့ကတော်တော်လေးကိုရုံထွက်ရခက်တဲ့အချက်တည်းတစ်ခုလို့ကျွန်တော်ရင်ဆိုင်ရတယ်လို့မြင်တယ်ပေါ့နော်ဒါကျွန်တော်ကျွန်တော်တရုတ်ပေါ်မှာအာသုံးသက်တဲ့ policy ပေါ့ကျွန်တော်တို့မြေပြင်မှာဖြစ်နေတဲ့အခြေအနေနဲ့သူချွမြင်သုံးသက်တဲ့အခြေအနေနဲ့ကွဲလွဲနေရဆိုတာကျွန်တော်တို့လည်းတင်းတော့ထောက်ပြဘူးလေမြေပြင်မှာအဖိနှိတ်ခံပြည်သူတွေရနေပြီးတော့အာဏာရှင်တော်လှန်နေကြတာဒါပေမဲ့သူတို့ကကြတော့ဘလို့မြင်လဲဆိုတော့အနောက်အုပ်စုလိုလားတဲ့သူတွေနဲ့ စစ်ကောင်စီနဲ့ကြားမှာဖြစ်နေရပြိပခလို့မြင်နေရအဲ့တော့အနောက်အုပ်စုလိုလားတဲ့လူတွေဆိုကျွန်တော်တို့တခါတည်းဝလုံးရှင်နဲ့တင်းကြုံရမ်းပြီးတော့မှမတက်မှလိုက်တယ်တက်မှတ်ပြီးတော့ကျွန်တော်တို့ဒီတွန်တိုင်းအင်အားစုတွေကိုမကူညီဘူးမပံ့ပိုးတဲ့အပြင်1027ဆစ်စင်ရေးဒုတိယလှိုင်းမှာလေးသံတွေပြောင်းလာပြီးတော့တော်လိုင်းအင်အားစုတွေကိုချိမ့်ချောက်လာတဲ့အဆင့်ထိတို့ဆက်ပြီးတော့မတိုက်နဲ့ဆက်တိုက်လို့ရှိရင်မင်းတို့မရှုမလှအာဒုက္ခရောက်မယ်ဆိုတဲ့အခြေအနေမျိုးဖိအားမျိုးတွေပေးလာတာမျိုးတွေတွေ့ရတယ် အဲ့တော့အဲ့ဒီအမြင်ကိုကျွန်တော်တို့ပြောင်းလဲပြဖို့အတွက် diplomatic way နဲ့ပဲဒီတန်တမာနီးလန်နဲ့ချင်းကပ်ဖို့လို့လာတာတခုဟာတရုတ်ဒီဒီအာဏာပိုင်တွေကိုပြောလိုတာပေါ့နော်ဟောကျွန်တော်တို့တော်လိုင်းအင်အားစုတွေကဘဝအရဖိနှိပ်ခံနေရလို့တော်လှန်တာအမေရိကန်လိုလားနေလို့လည်းမဟုတ်ဘူးဥရောပလိုလားနေလို့လည်းမဟုတ်ဘူးဘယ်အနောက်အစုမှလိုလားနေလို့မဟုတ်ဘူးကျွန်တော်တို့နေလူတွေနေတိုင်းတည်နေရလို့ကျွန်တော်တို့လူတွေနေတိုင်းတတ်ခံနေရလို့ကျွန်တော်တို့ကမခံမရနိုင်လို့မင်းစိုးမင်းညစ်ကိုတော်လှန်နေရဘူးကျွန်တော်တို့အဲ့လိုမျိုးပြောနေတာ နော်ဒါလည်းသူတို့မသိတာတော့မဟုတ်ပါဘူးနော်ဒီမင်းအောင်လှိုင်စစ်အုပ်စုဟာအရန်ကိုစိုးညစ်တယ်အရန်ကိုကြောက်စရာကောင်းတယ်အဲလူသက်သမားတွေစစ်ရာဇဝတ်ကောင်းတယ်ဆိုတာကိုတရုတ်အနေနဲ့မသိတာတော့မဟုတ်ဘူးအကုန်လုံးသိတယ်ဒါပေမဲ့လည်းအာနိုင်ငံတွေရဲ့ဆက်ဆံရေးရနိုင်ငံချင်းနိုင်ငံရင်းဆက်ဆံရေးအကျိုးစီးပွားပေါ်မှာအခြေခံတဲ့ဆက်ဆံရေးဖြစ်နေတဲ့အခါကျတော့တစ်ခါလေကြာလို့ရှိရင်ခုနပြောတဲ့ဆန်နှံဆန်နှုံးတွေတန်ဖိုးတွေကိုတိတ်ကင်တွယ်မစင်စားကြဘူး real politics ပဲသွားကြတာเนาะလက်တွေ့နိုင်ငံရေးပဲသွားကြတယ်အဲ့မှာ तू อ่ะရှုမြင်သုံးသပ်မှုတွေကလုံးဝဘောင်းမြန်နေဖြစ်နေကျွန်တော်တို့တကယ်လက်တွေ့နဲ့ကြံကွဲလွဲနေဒီစစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုကျွန်တော်မြင်တာတော့စစ်တပ်ကသူတို့ကငကိုတဲ့ရွေးကောက်ပွဲမလုတ်ခင်နေရဘသူကဘယ်နေရဘသူကဘယ်ရာတို့ဘသူကဘယ်အာဏာကိုဘလို့ယူမယ်ဆိုတော့သူတို့ဟာသူတို့ဒါခွက်ချန်းစိတ်ဖြာထားပြီးသားအော်သူတို့စနစ်တကျသူတို့တွေကတေချာဒါအာနေရာယူထားပြီးသား ရှေ့လာမဲ့အစိုးရကိုတော့သူတို့မျက်စိထဲမှာအာပုံဖော်ထားပြီးသားပေါ့ကျွန်တော်ပုံဝင်လင်းလင်းပြောရလို့ရှိရင်မြင်နေရတော့အစိုးရဟာရှိပြီးသားရှိပြီးသားအစိုးရကိုဒါကရွေးကောက်ပွဲဆိုတဲ့အတူရောင်ရွေးကောက်ပွဲတစ်ခုကိုဖန်တီးပြီးတော့မှတိတ်တိတင်ပေးလိုက်တဲ့ပုံစံလောက်ပဲရှင်းရှင်းပြောလို့ရှိရင်ပွဲလန်းသဖြင့်အခမ်းအနားတစ်ခုလုပ်ပြီးတော့မှဒါလူများလက်ခံလာအောင်သူကဟန်ဆောင်ပန်ဆောင်လုပ်လိုက်တယ်ဆိုတဲ့သဘောပဲတကယ်လက်တွေ့ကြတော့သူတို့ကအဲ့ဒါတွေကျွတ်တင်ပြင်ဆင်ထားပြီးသားခင်းကျင်းထားပြီးသားအာအစီအစဉ်တွေအကုန်လုံးချမှတ်ထားပြီးသားဖြစ်တယ် ဒါကကျွန်တော်တို့ဗမာတွေ့ဘူးလဲဆိုလို့ရှင်ဒါဒီဒါဟို passes ward ရဲ့တဘောတရားနဲ့တော်တော်လေးကိုစင်စင်တူတယ်အဲတူ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 ဘဲလို့တော့ပြောလို့ရတယ် passes ward ဆိုတာကအာတတွေးတတန်တမိတ်မယ်နော်ဒါဒါတူလုံးချင်တဲ့နေရာကိုဘယ်သူမှတားလို့မရဘူးသူ့ရဲ့အဖေရင်အမေရင်ကတိုင်းအောင် तू ကပြစ်တက်ကောင်ပြစ်တက်လိမ့်မယ် तू ကလုံးဝ तू तू လုံးချင်တဲ့အတိုင်းကိုပဲဖြစ်အောင်ကိုလုပ်ကိုလုပ်မယ်ဆိုတဲ့အတွေးခေါ်ဒီတိုင်းသွားနေတာအာဒါအတူအောင်ဆိုတာကပြည်သူပြည်သူတွေကိုမျက်စိလဲွားအောင် လှည့်စားတဲ့သဘောမသိရင်ဘေးပတ်ဝန်းကျင်နိုင်ငံတွေပြီးလို့ရှိရင်ကျွန်တော်တို့နိုင်ငံတကာအတိုင်းဝိုင်းတွေပြည်သူတွေကမသိရလူတွေရပေါ့เนาะလုံးဝဒီဟာကိုလေးလာလိုက်စားမှုမရှိရလူတွေကဒါမှမဟုတ်ရင်ဟိုဟိုဒါကိုအရေးမကြီးပါဘူးဒီလောက်အရေးမကြီးပါဘူးသူလည်းဒါရွေးကောက်ပွဲဆိုတာဒီမိုကရေစီရဲ့ပုံသဏ္ဍာန်တစ်ခုပါပဲလို့ဟိုတမယိုးကြထင်တဲ့လူတွေအကုန်လုံးကလက်စားခံရမှာလိညာခံရမှာပဲဒါကလုံးဝဒီမိုကရေစီမဟုတ်ဘူးဒီမိုကရေစီကိုဆန့်ကျင်ဘက်တောင်မှသူကဖြစ်နေတယ်ဒီရွေးကောက်ပွဲ အတင်းအဓမ္မမဲထဲရမယ်ဆိုရပုံစံမျိုးနဲ့ဖိအားပေးပြီးမှမဲထဲခိုင်းတာမျိုးတွေလည်းရှိတယ်အဲပြီးလို့ရှိရင် तू က तू မကြိုက်တဲ့လူတွေအကုန်ပယ်ချပြီးမှ तू နေရာချပြီးမဲ့လူတွေ तू ခိုင်းမဲ့လူတွေ तू နေရာပုံဖော်ထားတဲ့လူတွေကို तू ဘယ်နေရာမှာဘု து ကိုတော့အာဒါဒုတမရဘု து ကိုတော့လွတ်တော်ဥက္ကဋ္ဌဘု து ကိုတော့ဘာတာဝင်အအားလုံးကို तू ကတေးချကြကြကြနနာကောက်တက်ပြီးတော့ဟိုစီကာစင်ကလှုပ်ဖို့အတွက်ကို तू ဟန်ဆောင်ပန်ဆောင်လုပ်နေရဲ့ ဒါစစ်ကောင်စီရဲ့ထွက်ပေါက်ဆိုတဲ့စစ်ကောင်စီကကြောက်စရာကောင်းတာကနှစ်ပေါင်းများစွာသူတို့ကဒီနိုင်ငံအာဏာကိုလက်မလွတ်တမ်းပဲဆက်လက်ပြီးအုပ်ချုပ်အုပ်ချုပ်ဖို့အတွက်စနစ်ကြပြင်ဆင်တာလို့ကျွန်တော်တို့မြင်တယ်เนาะအဲ့ဒီကျွန်တော်တို့ဒီဒီအခြေအနေခင်းကျင်းရတော့ပြောင်းသွားမယ်ခြေအနေခင်းကျင်းရပြောင်းသွားမယ်ဆိုတာသူက very variation ကြီးအများကြီးရှိနိုင်တယ်ပေါ့เนาะသူကအကွက်တွေကရွှေ့နေရအောင်ကျွန်တော်စစ်တူရင်ခုံပါလို့ အကွက်တည်းရွှေ့နေရဆိုတော့ဒီဘက်အကွက်တစ်ခုကိုရွှေ့လိုက်ရင်ပုံစံတစ်မျိုးနောက်ဘက်အကွက်တစ်ခုကိုရွှေ့လိုက်ရင်ပုံစံတစ်မျိုးအင်းထန်တိုက်ပွဲဖြစ်နေတဲ့အခြေအနေတွေကနေခဏရက်သွားပြီးတော့နောက်ထပ်တနေရာတွေမှာတိုက်ပွဲတွေဖြစ်လာတာနောက်ထပ်ပုံစံမျိုးမျိုးနဲ့တိုက်ပွဲတွေဖြစ်လာတာဒါတွေ့နေရတယ်ဒီဒီဒီကာလဂျားကာလမှာပဲတွေ့နေရတယ်အဲ့တော့ဒီရွက်ကောက်ပွဲပြီးသွားလို့မင်းအောင်လှိုင်တို့ကအစိုးရတစ်တည်းအနေနဲ့တက်လာတဲ့အဲကာလမှာဆိုလို့ရှိရင်သူတို့ဘာဆက်လုပ်မလဲဘလို့အခင်းချင်းလုပ်မလဲသူတို့အခု NCA ဆိုတာကြီးကိုလည်းဟိုတော့ဆွတ်ထုတ်လာပြန်ပြီဆွတ်ထုတ်လာပြန်ပြီးတော့ ဟိုဖုန်ခါပြီးတော့မှ NC ကိုစင်မြင့်ပေါ်ပြန်တင်ပြီးတော့မှရုတ်ပြကစားလာပြီးအဲ့ဒါကိုတွေ့ရတယ်သူကဘယ်အရာမဆိုသူတို့ကအကုန်လုံးကရုတ်ပြတွေပဲဟန်ဆောင်နေပဲလုံနေတာဒါပေမဲ့အဲ့ဟန်ဆောင်နေမှာလိုက်ပြီးတော့မျောနေတဲ့လူတွေလည်းရှိတယ်အဲဒါကတိတိတတာကြီးကိုမျောနေတဲ့လူလည်းရှိရဲ့ချွတ်လူတွေကတော့ဒီဟာကိုလုံးဝဆန့်ကျင်ဘက်ပြင်းပြင်းထန်ထန်ပြပြတတာနဲ့ဆန့်ကျင်တဲ့လူလည်းရှိရဲ့ချွတ်လူတွေကကျတော့ဟိုဘက်လည်းမဟုတ်ဒီဘက်လည်းမဟုတ်ဂျားထဲမှာဝေဝါးနေတဲ့လူလည်းရှိရဲ့ကျွန်တော်တို့ကတော့ ဝေဝါးနေတဲ့လူတွေကိုအမြင်မှန်ရလာအောင်ကျွန်တော်တို့ပြောမယ်။ဝေဝါးနေတဲ့လူတွေကပြည့်ပြည့်သားသားကျွန်တော်တို့ဒီတွန်လိုင်းရင်အင်အားစုဘက်ကိုရောက်လာအောင်ကျွန်တော်လှုပ်ရမယ်။အဲ့ဒါဟာကျွန်တော်တွန်လိုင်းရင်အင်အားစုတိုင်းလှုပ်ရမယ်အလို့။တွေ့ဝေနေတဲ့လူတွေကိုကျွန်တော်တို့ကအာလမ်းမချော်သွားအောင်ဟိုကျွန်တော်တို့ဘက်ပါလာအောင်စီယုံအောင်မှာကျွန်တော်တို့တာဝန်လုံးဝတိတိတတကြီးနဲ့ကိုဖောက်ပြန်ပြီးတော့ရန်သူနဲ့ပူးပေါင်းဆောင်နေတဲ့လူတွေကတော့ရှင်းရှင်းပြောရင်ရန်သူနဲ့တဒန်းနဲ့ထားပြီးတော့မှဒါတိုက်ရတော့မယ်အဲအချင်းနေလဲဖြစ်သွားဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော် အာ1027စစ်စင်ရေးဆိုတာအီယာဟိုတက်တက်တိုက်ခဲ့တာမဟုတ်ဘူး PDF တက်တက်တိုက်ခဲ့တာမဟုတ်ဘူးအီယာဟိုတဲ့ဒီတော်လိုင်းရဲ့လူငယ်အင်အားစုတွေနဲ့ PDF တွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာဒါရက်လက်ကောင်းတယ်ဒါကြောင့်မလို့စစ်ရှုံးတာသူတို့စစ်ကောင်စီကစစ်ရှုံးကောင်စီဆိုပြီးနာမည်တွင်သွားတယ်ပြီးတော့ဒီလိုဓာတ်ကစတွေလည်းပေးခဲ့ရတာရှိတယ်။ရှစ်ပိုင်းအရှိမြောက်တိုင်းစစ်ထနာကျုပ်ဆိုရမခတောင်ကြာသွားတာရှိတယ်။အခုဒီရခိုင်မှာဆိုလို့ရှင်လေဒီလိုပဲနောက်ပိုင်းတိုင်းစစ်ထနာကျုပ်ဒါအမ်ကအာ ကျသွားခဲ့တယ်ပြီးတော့အခုရခိုင်မှာပိုက်ပွဲဝင်နေရတဲ့နေရာမှာလည်းပဲဒီလူငယ်တွေပါတယ်ຫນွေဦးတွန်လှန်ရေးကပောက်ဖွားလာတဲ့လူငယ်တွန်လှန်ရေးအင်အားစုတွေပါတယ်အဲ့တော့ဒီအခြေအနေကအကောင်းတယ်ဒီအခြေအနေကိုကျွန်တော်ဆက်ထိန်းထားဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့နောက်ထပ်ထပ်ပြီးတစင်မြင့်ပြီးတော့မှညီညွတ်ရေးရဖို့အတွက်ကအာမပါဝင်သေးတဲ့ ERO တွေနဲ့နောက်ပြီးမညီညွတ်သေးတဲ့ PDF တွေအဲ့ဟာတွေကိုကျွန်တော်ကပြန်စုစည်းရမပါဝင်သေးတဲ့ ERO တွေရှိတယ် ပါဝင်သေးတဲ့အရာကိုဆိုတော့ကဝေးဝေးကြည့်ကြရမလို့ဒီရှမ်းမြောက်မှာဆိုလို့ရှိရင်ဒါကိုကန့်ရဲ့ TNN ရဲ့လွဲရင်တနေ့အရာကိုတွေအသိပြီးတော့မှတုတ်တုတ်မှမလှုပ်တာကိုတွေ့ရရှမ်းရှိရှမ်းတောင်ရှမ်းမြောက်မှာ အာအဲကျန်တဲ့ဖွဲ့တွေတိုက်နေရတော့မတွေ့ရဘူးပေါ့နော်အချို့ဖွဲ့တွေကအာအစင်တန်းတစ်ခုကိုရထားပြီးွားပြီးအာစစ်ကောင်စီနဲ့ညှိနှိုင်းလို့ရနေတဲ့အခြေအနေတစ်ခုရောက်သွားပြီးဒီအစင်တန်းတစ်ခုမှာပဲသူတို့ကရက်နေတယ်ဟိုရှစ်ဆက်မတိုးလာဘူးတော်လှန်ရေးတော့မပါလာဘူးမတက်လာဘူးအနေထားတစ်ခုတော့သူတို့ပါရှိတယ် ာမျိုးတွေလည်းတွေ့ရတယ်အဲ့တော့ကျွန်တော်တို့အကုန်လုံးကညီညွတ်ဖို့လိုရဲဆိုတာအဲ့လိုမပါသေးတဲ့လူတွေကိုပါကျွန်တော်တို့ကအာပါလာအောင်လုပ်ဖို့လိုတယ်ဒါပေမဲ့ဟိုပေါ့ပေါ့တင်တင်ဒဲ့ကြီးဝင်ပြီးတော့မပါသေးတိုင်အောင်အောင်ကျွန်တော်တို့ကိုကူညီပံ့ပိုးဖို့ကျွန်တော်ဘက်မှာရက်တီဖို့ကျွန်တော်ဘက်ကရှိနေဖို့ကျွန်တော်တို့ကတောင်းဆိုဖို့လိုတယ်အခုအဲ့ဒါကိုလည်းမလိုလားတာကတော့အဲ့ဒီကိုအိနီနာချင်းနေအာမလိုလားဘူးပေါ့နော်တရုတ်ကလည်းပြပြတတပြောထားတယ်ဒီဖွဲ့တွေကိုတော်လိုင်းလုံးနေတဲ့ဖွဲ့တွေကိုမကူညီဖို့ဟိုဟန်တားထားတာတွေအဲ့လိုဂျားဝင်တာတွေ ဟိုဖျက်တောက်တာတွေအများကြီးရှိတယ်။ဒီပြဿနာကိုကျွန်တော်တို့အရင်ဆုံးပြအတိပတိပခောက်အရင်ဆုံးပြလဲအောင်ဖြေရှင်းပြီးတော့ကျွန်တော်တို့ဒီအင်အားစုတွေတပေါင်းနဲ့ဖြစ်အောင်တသားနဲ့ဖြစ်အောင်လုပ်ဖို့လိုတယ်။ပြီးတော့ကျွန်တော်တို့မြေပြတ်မှာအချင်းချင်းပေါ့နော်ပြိပခါဖြစ်နေတဲ့ပုတ်တိုက်မှုတွေဖြစ်နေရဆိုတော့အဖွဲ့အစည်းတွေကြားထဲမှာလည်းဘုံသဘောတူညီချက်တခုရအောင်ကျွန်တော်တို့တိဆောက်ဖို့လို။အဲ့တော့ပြိပခါတွေအကျိုးစီးပွားတွေကိုခဏဖယ်ထားပြီးတော့ကျွန်တော်တို့အားလုံးကဘုံရန်သူကိုတိုက်နေတဲ့အတွက်ကြောင့်ဘုံသဘောတူညီချက်တခုရှိဖို့လိုတယ်။အဲ့ဒီသဘောတူညီချက်အပေါ်မှာ ကွယ်လွှတ်ချက်တွေလည်းရှိမယ်။ကွယ်လွှတ်ချက်တွေကိုကျွန်တော်တို့ဖြည်းဖြည်းချင်းဖြည့်ရှင်းမယ်။လက်ရှိသဘောတူညီချက်ကိုတိုင်အခိုင်အမာစုပ်ကိုင်ပြီးတော့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မယ်။အဲ့လိုပူးပေါင်းဆောင်ရွက်ဖို့အတွက်ဘယ်နှချက်လိုလဲ။ဘာတွေပူးပေါင်းဆောင်ရွက်မလဲ။ဥပမာတည်င်းအရာပူးပေါင်းဆောင်ရွက်မလား။အင်အားစုအရာပူးပေါင်းဆောင်ရွက်မလား။တင်နန်းအရာပူးပေါင်းဆောင်ရွက်မလား။ Seed Operation မှာပူးပေါင်းဆောင်ရွက်မလား။နောက်ပြီးတော့ပြည်သူကိုကူညီပံ့ပိုးတဲ့လူထုလုပ်ငန်းမှာပူးပေါင်းဆောင်ရွက်မလား။ကျွန်တော်တို့ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်လို့ရတဲ့လောက်ကိုဟိုတွဲပြီးလုပ်မယ်။ 3ဘွက်တွဲလို့ရရင်3ဘွက်4ဘွက်တွဲလို့ရရင်4ဘွက်10ဘွက်တွဲလို့ရရင်10ဘွက်အဲ့လိုမျိုးအစင်လိုက်အစင်လိုက်အစင်လိုက်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်တဲ့ဟာကိုကျွန်တော်တို့သွားမှသာလေရှိလာမယ်ဒီဒီရွက်ကောက်ဘွက်အလွန်ကာလအခင်းအကျင်းမှာမင်းအောင်လိုင်းကိုကျွန်တော်တို့ကဖြိုလဲနိုင်မှာအဲ့လိုမသွားဘူးဆိုလို့ရှင်တော့ကျွန်တော်တို့မဖြိုလဲနိုင်ဘူး